အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလည်ပါတယ်အဲဒီနေ့ညမှာတော့ Champion League ပွဲကြိုပွဲရှိပါတယ်အဲ့တော့ဒါ Champion League ရဲ့ဒါကျွန်တော်တို့ final ပွဲပေါ့နော်အဲ့တော့ ဒီနေ့ရတာကျွန်တော်တို့လက်ရှိဥရောပချန်ပီယံတကယ်ဒါကျွန်တော်တို့ကြည့်ကောင်းမဲ့ပွဲတစ်ပွဲပေါ့နော်အဲ့တော့ဒါ defensive ဒါ display တော်တော်လေးကိုကောင်းနေ Inter Milan နဲ့တူတာ attacking တော်တော်လေးကိုမိုင်းမဲ့ PSG နဲ့တွေ့မယ်ဒီမှာပါအဲ့တော့လက်ရှိမှာဒီနေ့မှာဒါကျွန်တော်တို့ဖလားမူးကောင်မူတွေကိုဆုံးသတ်နိုင်တဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိမှာပြီးကြတယ်မဒီဥစ္စာကြီးကိုတော့ Real Betis ကဖျက်ခဲ့တယ်ဒါ Chelsea တွေနဲ့ Real Betis ကိုနိုင်ယူခဲ့ပြီးတော့ဖလားမူးကောင်မူတွေဒါကျွန်တော်တို့ကာလရှည်ကြာပြောင်းနေတဲ့အသင်းတွေအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာတော့ တိုင်ပတ်ခဲ့တဲ့နှစ်တော့ပျော်ခဲ့ပျော်ရွှင်ဖို့ကောင်းခဲ့တဲ့နှစ်တည်းပေါ့အဲ့တော့ဒီနှစ်မှာတော့ကျွန်တော် PSG အသင်းနဲ့ဒါကသူတို့အတွက်က trouble ပေါ့နော်ဒါ Louis Enrique ရဲ့ဒုတိယ trouble ဖြစ်မယ်ဒါ PSG ရဲ့ပထမဆုံး trouble တစ်ခုအနေနဲ့ဖြစ်သွားနိုင်တဲ့နေတာရှိတယ်။တစ်ဖက်က Inter Milan ကဒါသူတို့ရဲ့ဒါ Champions League ၄ချိန်မြောက်ဒါဖြစ်သွားဖို့အတွက် လက်ရှိအနေထားရဒါရေဘန်စာအဲ့တော့ချန်ပီယံလေး၄ချိန်ဆိုတဲ့နံပါတ်ကတော်တော်လေးကိုမနှဲဘူးလို့ပြောလို့ရတဲ့နံပါတ်ဖြစ်တယ်။ PSG ကဒါသူတို့ရဲ့ဒါတမိုင်းတလျှောက်မှာပထမဦးဆုံးချန်ပီယံလေးအနေနဲ့ရယူဖို့အတွက်ကြိုးစားပါမယ်။အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့ Inter Milan ရဲ့ဒါကျွန်တော်တို့အခြေအနေတွေဒါ PSG ရဲ့အခြေအနေတွေကိုပြောရမယ်ဆိုတော့ဒီနှစ်သင်းလုံးကလက်ရှိမှာ AA စစ်စစ်ပါပဲ PSG ကဒါကျွန်တော်တို့နှစ်ရှိမှာနှစ်သင်းလုံးရဲ့ form တွေကတော်တော်လေးကိုမိုက်ပြီးတော်တော်လေးကို next level ဆက်နေတဲ့ပြောလို့ရတယ်အ PSG ကသူတို့ရဲ့နောက်ဆုံးပွဲစဉ်မှာပေါ့နော်ဒါကျွန်တော်တို့ရှင်းရှင်းလေးပြောရမယ်ဆိုတော့ဒါ Reims ကိုနိုင်ပြီးတော့သူတို့နေတာပြည်တွင်းဖလားကိုသူတို့ယူထားခဲ့တယ်တစ်ဖက်က Inter Milan ကလက်ရှိမှာဒါကျွန်တော်တို့အာနောက်ကောက်ကျပြီးတော့ Napoli ကိုသူတို့နေပြည်တွင်းဖလားပေးထားခဲ့ရတယ်အဲ့တော့ Inter ရဲ့ဒီနှစ်မှာဒါကျွန်တော်တို့ Inzaghi ရဲ့လက်ထက်မှာဒါမဆိုးတဲ့နှစ်တစ်နှစ်လို့ပြော လို့ရပေမဲ့ဒါချန်ပီယံလိဂ်ကသူတို့ရဲ့အော်တိုမိတ်ဂိုးလို့ပြောလိုက်ရတယ်။တစ်ဖက်ကဒါရှင်းတယ်။ PSG တင်းနဲ့ပြည်တွင်းမှာသူတို့အောင်မြင်တဲ့ဒါထူးဆန်းတဲ့ဥစားမှုပြည်တွင်းမှာအမြင်နဲ့အောင်မြင်စေဖြစ်တဲ့သင်းသင်းဖြစ်တယ်။ဒါပေမဲ့ PSG ရဲ့ဒါဖြစ်တည်မှုရဲ့လုံးဝနောက်တစ်ဆင့်ကိုပြောင်းလဲသွားနိုင်တဲ့ evolution တစ်ခုကိုဒီနေ့မှာဒါလုပ်သွားနိုင်တော့ဒါခါတိုင်းကြာအမြဲတမ်းဒါကျွန်တော် final ဒါမမဲ့ရ PSG အသင်းရ final မှာဒါကျွန်တော်တို့ Kingsley Coman တလုံးတည်းသောတွင်းကူနဲ့ဒူ Bayern Munich ကိုရှုံးခဲ့တဲ့ပွဲစဉ်ဆိုအခုချိန်ဒီမျိုးလုံးနေမယ်အဲ့ဒီပွဲစဉ်ဆိုအမှန်တမ်းအဲ့လောက်ကြီးအရန်မိုက်တဲ့ပွဲစဉ်မျိုးနည်းနည်းပြေးမှုကောင်းဒါပေမဲ့ ဟိုဒါကင်းစလီကိုမဲတလုံးတဲတော့တွင်ကူနဲ့တူဒါမဲ့မဲရဟက်စီဖလက်ရဒါ ်ဟန်စီဖလေးရဲ့ဘိုင်ယန်မြူနစ်ထင်တယ်ဟုတ်ဆိုဟန်စီဖလေးရဲ့ဟုတ်တယ်ဖန်စီဖလေးရဲ့ဘိုင်ယန်မြူနစ်ထင်ဟန်စီဖလေးရဲ့ဘိုင်ယန်မြူနစ်တော့ဒါကျွန်တော်ဒီပြမအောင်ထွက်လို့ပေါ့နော်အဲ့တော့ဟန်စီဖလေးရဲ့ဘိုင်ယန်မြူနစ်နေနဲ့ကျွန်တော်ဒါချန်ပီယံရပြီသူ့နေတာဖလား၆လုံးယူခဲ့တဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်ပေါ့အဲ့တော့ဒီနှစ်မှာ PSG သေးနဲ့ Inter Milan ကိုတွေ့ရမယ် Inter Milan ကဒီနှစ်မှာဒါကျွန်တော်တို့ပြောရမယ်ဆိုရင်ဒါကျွန်တော်မြင်းကောင်းခွာလိတ်ပုံစံမျိုးဒီနှစ်မှာ Inter Milan ဖျက်ထားခဲ့တယ်ဒါခုနကပေါ့ကောင်းတယ်တော်တော်လေးကိုကောင်းတယ်ဒါပေမဲ့အရေးကြောင်းဆိုတိုင်ပတ်သွားတဲ့ movement မှာလည်း Inter Milan ခဏခဏတွေ့ဆုံခဲ့ဒါပေမဲ့ Inter Milan နဲ့လက်ရှိမှာဒါ Champion League မှာတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတစ်ခုနဲ့တူ final ကိုတက်လာအဲ့တော့နှစ်သင်းလုံးတာကျွန်တော်တို့ final ကိုတက်လာတယ်ဆိုတဲ့ခြေစွမ်းကဒါကျွန်တော်တို့ ပိုးပေါ်သေးသေးမဟုတ်နှစ်သိန်းလောက်ကတကယ်ကိုဒါကောင်းလာပါတယ်ဆိုတဲ့အသိတွေကိုတက်လာခဲ့တာဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့ PSG ရဲ့ lens ဆိုတော့တော်တော်လေးကိုဒါကျွန်တော်တို့အဲ PSG ရဲ့ lens ကိုပြန်စမ်းကြည့်အောင်ဒါ Liverpool Premier League ရဲ့အကောင်းဆုံးသောလက်ရှိမှာ club တွေဆိုတဲ့အသိတွေသူဖြုတ်ပြခဲ့ Premier League champion ဒါ Liverpool အသင်းကိုဖြုတ်ပြခဲ့ပြီးတော့ Premier League ဒုတိယနေရာက Arsenal အသင်းကိုလည်းသူတို့ဖြုတ်ပြခဲ့တယ်ကိုတွေ့ရမယ်ပြီး Aston Villa အသင်းကိုလည်းသူတို့ဖြုတ်အဲ့တော့ဒါလက်ရှိမှာဒါ PSG ကဒီနှစ်မှာဒါ England အသင်းတွေကိုအနိုင်ယူပြီးတော့ final ကိုတက်လာတဲ့အသင်းဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်တော့မလို့အဲ့တော့ဒီအဲ့ပေါ့အခုမှတေချာကြည့်မိရင် PSG အသင်းနဲ့ကျွန်တော်ဒါဟို quarter လောက်ကစပြီဒါအင်္ဂလိပ်သင်းနဲ့ quarter ဟုတ်ပြီ quarter မဟုတ်ဘူးဒါကျွန်တော်ပြောလဲ16သင်းစလား16သင်းအစင်းကစပြီဒါကျွန်တော်တို့ down shot ဒါကျွန်တော်တို့ တော့တွေ့တယ်ပေါ့နော်တွေ့တယ်ပြီးတော့တော့ဒေါအောင်ရှာဒါကြောင့်လီဗာပူးကိုသူတို့နိုင်နေပြီးရာအက်စတွန်ဗလာအသင်းကိုသူတို့နိုင်နေပြီးရင်ဒါကြောင့်အာစတွန်အသင်းကိုနိုင်တကယ်ကိုမိုက်တဲ့လမ်းတစ်ခုပေါ့အဲ့တော့တပတ်ကဒါအင်တာမီလန်အတွက်ကလည်းအဲ့လောက်ကြီးလွယ်ကူနေအင်တာမီလန်နင်းနေဂျာတဲ့မှာသူတို့နည်းနည်းလေးလွယ်တာဆိုလို့ဖီယန်နုနဲ့ပဲရှိတယ်ဖီယန်နုကိုသူတို့ဂိုးပြနိုင်နေပြီးရင်ဒါတကယ်မိုက်ပါတယ်ဆိုရဲဒါကြောင့်ဘိုင်မြူနစ်ကိုသူတို့နိုင်နေပြီးရင်လက်ရှိမှာလူငယ်ရင်းနဲ့တော်တော်လေးကိုမိုက်နေပါတယ်ဆိုရဲဘာစလိုနာအသင်းကိုနိုင်နေအဲ့တော့တပတ်ကအာစတွန်အသင်းတို့ဘာလို့လဲ PSG ဖြစ်နှစ်သင်းလုံးကဗျာဒီတက်လာတဲ့လမ်းစဉ်ကိုသူတို့ကလွယ်ကူတဲ့နေထားမဟုတ်ဘူးလက်ရှိမှာဒါက နေဂျာတခုကတော့ကျွန်တော် international fan base အရင်ကြီးမများရတဲ့ကြောင့်ဒီပွဲကိုတော့လူစိတ်ဝင်စားမှုထင်တော့မရှိခဲ့ဘူးဒီလောက်ဒီအောင်လူစိတ်ဝင်အခုလက်ရှိမှာ Twitter တစ်ချမ်းပါဒါမဲ့မဲ့ရတာ Europa League final ဖြစ်တဲ့ Spain နဲ့ Manchester United အသင်းရဲ့ final ကတော့မှဒါလူ ကြည့်ဖို့အတွက်အမောက်ပူများခဲ့တယ်ပေါ့ဒါပေမဲ့လက်ရှိမှာဒါဒီနေ့ဘွဲစံမှာတော့ကျွန်တော်ကတော့ပြောချင်တာအကုန်လုံးဝိုင်းကြည့်ပေးကြပါဒီဘွဲကတကယ်ကိုကောင်းမဲ့ဘွဲစံလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့နီပြားနှစ်ယောက်ရဲ့အားပြန်မှုကိုကျွန်တော်တွေ့ရမယ်လို့မြင်တယ်ဒါခုနပြောသလိုနီပြားနှစ်ယောက်ရဲ့ဒါတစ်ဖက်က Louis Enrique ရဲ့တကယ်ကို attacking football ကိုမှခင်ဗျလုံးဝနှိဖြစ်တဲ့ကစားကွက်နဲ့တူတစ်ဖက်ကဒါကျွန်တော် Inter Milan ရဲ့ဒါကျွန်တော်တို့ အင်ဇာဂီရဲ့ counter transition မမှန်ခင်ဗျာအကောင်းဆုံးတွေ့ရတယ်။ဒါပေမဲ့ဒီနှစ်မှာကြည့်လိုက်ရင် Inter Milan သင်းနဲ့ chaotic season ပဲသူတို့အနေနဲ့ဟို chaotic season နဲ့ဒါတွေ့တဲ့ဆောင်တွေ့ရတော့ပြန်ကြည့်အောင် Inter Milan ခါတိုင်းဒါကျွန်တော်တို့2-0ဆိုတဲ့အသင်းမြဲကတ်နိုင်တဲ့အသက်သက်မှုပဲဒီနှစ် Champion League တက်လာတဲ့လမ်းကြောင်းကိုကြည့်မယ်ဆိုရင် Feyenoord ကို4-0နိုင်တယ်။ ဘိုင်ယန်မြူးနစ်ကိုဒါနှစ်ကြော့ပေါင်း၄ဂိုး၃ဂိုးဖြစ်ခဲ့တယ်ဘာစလိုနာတကယ်ကိုလုံးဝစီနီမာဆန်ဆန်နောက်ဆုံးမနေ့တကယ်ကိုအကြည့်ကောင်းဆုံးပွဲတွေကတပွဲတစ်ခုကိုသူဖန်တီးပြခဲ့အဲ့တော့ဒါခါတိုင်းဒါအင်ပီခန်စစ်ကိုပိတ်ဆော်ပြင်းဖို့ကောင်းတဲ့အင်တာမီလန်ဆိုတော့ဒီနှစ်မှာဒါအင်ဇာဂီနေနဲ့သူ့အနေနဲ့ချန်ပီယံလိမှာသူ evolve evolve လုပ်ဖို့တော့သူစူးစမ်းခဲ့တဲ့နှစ်တစ်နှစ်လို့ကျွန်တော်ပြောလို့ရရပွဲတစ်ပွဲဖြစ်တယ်အဲ့တော့ဒါအင်တာမီလန်နဲ့ဒီနှစ်မှာဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားကောင်းတယ်မော်ရီညိုလည်းရှင်းတယ်သူ့အနေနဲ့သူ့ရဲ့အင်တာကိုသူဖလားရစေချင်တယ်တစ်ဖက်အသင်းကဒါကျွန်တော်သူ triple ပြ triple ဆိုတဲ့ဥစ္စာကလွယ်လွယ်ကူကူဘာမှမရစေချင်ဘူးအဲ့တော့ louis enrique ကထရီဘယ်ဆိုတဲ့ဒါဆူပလိုက်နဲ့မဝေးကွာဘူးတဲ့နီကာတယောက်ဖြစ်ခဲ့တယ်။ဘာစနာတင်းနဲ့ဒါ MSN အတွင်းနဲ့တူတာတကယ်ကိုလမ်းပြန်ထွက်တဲ့ခြေစွမ်းတွေဒါဖလာယူခဲ့တယ်။ဒါပေမဲ့တကယ်တမ်းဒါ PSG နဲ့ယူမယ်ဆိုရင်တော့ကျွန်တော်ကတော့ပို့ပြီးတော့ impressive ဖြစ်မယ်လို့မြင်တယ်။ဒါ Kevin Chagavaskelia ဒါကျွန်တော်လက်ရှိ desire doi da usma dambili ဘောနော်ဒီနေ့မှာတော့ကျွန်တော် dambili ရဲ့ redemption နှစ်တခုတစ်ဖက်က inter milan ကလက်ရှိမှာဒါကျွန်တော်သိတော့က inzaghi ရဲ့ဒါနောက်ဆုံးနှစ်ဖြစ်ဖို့အတွက်ရာခိုင်နှုန်းများသွားပြီ inter ရဲ့လက်ရှိ liga ဖြစ်တဲ့ inzaghi ကိုတော့ kola hala တွေရာဒါကျွန်တော်တို့ ahali အနေနဲ့ခေါ်ယူဖို့အတွက်ဒါသဘောတူညီမှုရသွားပြီဆိုတော့ kola hala ဆက်စံသတင်းတွေပါထွက်နေတာကိုတွေ့ရမယ်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်နှစ်သိန်းလုံးရဲ့ဒါမြန်ဆန်လုံးရဲ့မြန်ဆန်လုံးရဲ့တောင်ပန်တိုက်စစ်တွေနဲ့တွေ့ရမယ်အခုလက်ရှိမှာဒါနှစ်သိန်းလုံးမှာဒါပြန်ကြည့်မယ်ဆိုတော့ PSG မှာတော့ကြားတော့ကဒန်လူစင်းမရှိဘဲနဲ့လုံးဝ100% fully fit နေတယ်လို့သိရတယ် တွေမှာပါတယ်တစ်ဖက်ကအင်ဇာဂီကတော့ကျွန်တော်ကစားသမားတချို့လွဲချော်မှုရခိုင်လို့များတယ်တီယာတော့ကွင်းနဲ့ကစားသမားဖြစ်တဲ့ဇင်လင်းစကီဒါခန်းစကစားသမားဖြစ်တဲ့ဒါကျွန်တော်ဘီဆက်ဒီကစားသမားရဲ့လွဲလို့အကုန်လုံးပြအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အင်တာမီလန်က3ရဲ့အဓိကကစားသမားစင်တာဘက်၃ယောက်ဖြစ်တဲ့ပါဘက်အာဆာဘီဘတ်စတိုနီ၃ယောက်ဒါကျွန်တော်ပြန်ပြီးပွဲထွက်မယ်ပွဲစဉ်တစ်ဖက်ကတော့ကျွန်တော်လက်ရှိမှာဒီနှစ်မှာပေါ့နော်ကျွန်တော်မထင်တာပြောချင်တာကအက်စတိုတို့ PSG ရဲ့ခန်းစက် PSG ရဲ့ခန်းစက်မှာဒီနှစ်မှာဒါကျွန်တော်မစိုးဘူးလို့ပြောလို့ရတဲ့ခန်းစက်တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်ပါချိုရဲ့ ဒေါ်နာရမာရဲ့ဒါကျွန်တော်တို့မာကွင်းညိုစီဒီကမှာနူနိုမန်ဒက်စ်ကဒါကျွန်တော်ကြည့်ရင်ပီအက်ဂျီပွဲနောက်ပိုင်းပွဲဆိုမှာဒါချန်ပီယံလိမှာကြည့်မယ်ဆိုနူနိုမန်ဒက်စ်က LB ဆိုရတဲ့တကယ်တဲ့အင်ဂိမ်းမှာသက်ဆန္ဒပဲလုပ်တာကိုတွေ့ရမယ်ဟာကီမီကအလွန်ကျိုး overlap လိုက်ပြီးဒီညမှာဒါတောက်မန်တွေကိုလိုက်ပြီးဖောက်တာကိုတွေ့ရမယ်အဲ့တော့ဟာကီမီကိုယ်တိုင်လည်းလက်ရှိမှာဒါကျွန်တော်ဘယ်လောက်ထိကောင်းလဲဆိုတော့အကုန်တွေ့ရမယ်အဲ့တော့ဒီနှစ်မှာဒါပီအက်ဂျီအသင်းဒါကျွန်တော်ချန်ပီယံလိရခဲ့မယ်ကျွန်တော်တို့ကဟာကီမီကတကယ်ကိုစကားဝိုင်းနဲ့ထည့်ပြောမယ်ကစားသမားဖြစ်အဲ့တော့ဒါဟာကီမီရဲ့ကျွန်တော်ဒါအရင်တုန်းကဒါတီယိုကိုဆေးပါပီအက်ဂျီမှာဖြစ်ခဲ့လို့ပဲ ဒီနှစ်မှာဒီနောက်ပိုင်းနှစ်မှာဟာကီမီရတကယ်ကြည့်ဟာကီမီနေနဲ့အမြဲတမ်းအကောင်းဆုံး level တခုမှမရဘူးမိုရာကိုမှာကောလက်ရှိတာကျွန်တော်တို့ PSG မှာအဲ့တော့ဒီမှာဒီနေ့မှာတစ်ဖက်ကလည်းကျွန်တော်တို့ Lotaro Martinez အိုစုဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့ final ဆိုတော့ not ကြည်အောင်ဒါတိထားအိုစုအဲ့တော့ဒီနေရာမှာနှစ်ခုမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတာကွင်းနယ်ပိုင်းပဲဒါတစ်ဖက်ကလည်းလက်ရှိမှာဒီ တဲ့ဘောချန်ပီယံလိရဲ့အကောင်းဆုံးကွင်းလှည့်တစ်ခုတွေ့မယ်လို့ပြောရရတယ်။ဘိုင်ယလာ၊ကီယာနိုဂလူး၊အမ်ကီတာရီရဲ့တစ်ဖက်ကဒါကျွန်တော်တို့ရူစ်ဖေဘီယန်ရူစ်ကျွန်တော်တို့ဗင်ဒီညာဒါဂျာိုနီပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်ကတကယ်ကိုစီနီမာဖြစ်မယ်ပွဲစဉ်တပွဲလို့ကျွန်တော်ကတော့ပုဂ္ဂိုလ်ကြီးရာအမြင်နဲ့တကယ်ကိုစောက်ရမ်းကြည့်ကောင်းမယ်ပွဲစဉ်တပွဲဖြစ်မယ်လို့ကျွန်တော်က100%ယုံကြည်တယ်။ဘာလို့လဲဆိုတော့ နေရာတိုင်းကတို့ရတိုက်ခိုက်မှုတွေပြင်းထန်မှာဒါကျွန်တော်တို့တိုက်စစ်နှစ်ခုဒါတွေးကြမယ်ခန်းစစ်နှစ်ခုတွေးကြမယ်ကွင်းလယ်ပိုင်းအားပြိုင်မှုတွေးကြမယ်ဂူသမားအစားဒေါ်နာရမာရဲ့ဒီနေ့ရဲ့ချန်ပီယံလိလက်စွမ်းတွေကအင်မတန်မှချီးကျူးစရာကောင်းတယ်လက်ရှိမှာကျွန်တော်ပြောခဲ့သူပဲဒေါ်နာရမာဘူဇိုချင်းကိုချန်ပီယံလိမှာမတွေ့ရသေးဘူးဒါပေမဲ့ဘေါ်နာရမာသားဒါဘူဇိုချင်းကိုချန်ပီယံလိဖိုင်နယ်မှာလုပ်အကောင်ဝိုင်းရိုက်ကြပါတော့ဒါတော့ကောင်းလာပြီမှာဖိုင်နယ်မှာလုပ်ရင်တော့ကြိတ်ကြတော့အဲ့တော့တစ်ဖက်ကလည်းရန်ဆူမာလို့ဂူသမားမျိုးအဲ့တော့ပြောချင်တာကနှစ်သင်းလုံးမှာ လက်ရှိကသူ့ဟာသူစောက်ကျမ်းမိုက်လို့ဆိုတာပဲတိုက်စစ်ပိုင်းလဲနှစ်သင်းလုံးမိုက်တယ်ကွင်းလဲပိုင်းလဲမိုက်တယ်ခန်းစစ်ပိုင်းလဲမိုက်တယ်ဒါပေမဲ့ကျွန်တော်က personally ပြောရမယ်ဆိုတော့တစ်ဖက်ကတည်းကကျွန်တော် inter milan ဥပဆိုအဲ psg ရဲ့ဒါကျွန်တော်တို့တိုက်စစ်ကလေးကိုကျွန်တော်နည်းနည်းလေးပူပြီးရင်ခုန်ပြီးတော့ဆိုသူတို့ရဲ့မြန်ဆန်လွန်းလာတဲ့ gambit check cover scalia တကယ်ကို flare တွေပြည်နေ desire doe tambili ဒီသုံးယောက်အတွက်ကိုကျွန်တော်တော်တော်လေးကိုရင်ခုန်မိတဲ့အနေအထားမှာရှိရဲ့ဒါကကျွန်တော်သဘောကျမိတဲ့အတွေ့အဖတ်ပုံတော့ဒါလက်ရှိကျွန်တော် သဘောကျတဲ့အတွေ့အဖက်တစ်ခုဖြစ်တဲ့ကြောင့်ဒါဒီနေ့ပွဲစဉ်ကထင်တာတအများကြီးကြီးလို့ခေါ်မယ်ပွဲတစ်ပွဲများဖြစ်မလားကျွန်တော်ကထင်ကိုထင်ပါတယ်ဒီကိုတော့ဘယ်အသင်းက Champions of Europe ဖြစ်သွားမယ်လို့အောက်က comment တွေမှာဆွေးနွေးပေးကြပါအောင်လက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Esport Media 3.0 ਨੇ TV4 ਈ တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါရမြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တို့မှာကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှ ှာပဲအေးစစ်စစ်တွေ့ကြပေါ့အများကြီးကလစ်ပြကြအောင်ဗျညံ့ညံ့ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့အေးပါဗျ